မြစည်းမပြည်သက်များလုံးမဲမင်္ဂလာပါဧပြီလ28ရက်နေ့ည9:00နာရီတမြစည်းမပရိုင်တိုင်းမြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့အင်အားကြီးငလျင်လှုပ်ခတ်ပြီးတလကျတဲ့အချိန်ထိဘေးတင့်ခဲ့သူတွေဟာအမိုးကအောင်ရောက်ဖို့အလံဝေနေတဲ့သတင်းထဝယ်ဟာလီကွေစကန်တိန်တိုက်ပွဲစစ်ကောင်စီဗိုလ်ကြီးအဆုံးစီရင်တဲ့သတင်းမတရားနဲ့ဆင့်ကူမြို့နယ်မှာလေကြောင်းတိုက်ခိုက်ခံရပြီးလူထိခိုက်မှုရှိခဲ့တဲ့အကြောင်းနဲ့ ဖိလစ်ပိုင်အဓိကစစ်ကမ်းအနီးကအငင်းပွားတန်တာကြောက်တန်းကိုတရုတ်ကသိမ်းပိုက်ခဲ့တယ်လို့ဆိုရဲနိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါအင်အားကြီးငလင်လှုပ်ခတ်ပြီးတလကြာတဲ့အချိန်ထိဘေးတင်ခဲ့သူတွေအမိုးကောက်ရောက်ဖို့အလန့်ဝင်နေတဲ့တဲ့တွင်နဲ့စားလိုက်အောင်ပါ စကိုင်းမြို့ကိုဗဟိုပြုလို့မတ်လ28ရက်နေ့ကအင်အားကြီးငလင်လှုပ်ခတ်ခဲ့တာဟာဒီကနေ့ဧပြီလ28ရက်နေ့မှာတလပြေခဲ့ပြီဖြစ်ပေမဲ့လည်းငလင်ဘေးတင်ပြီးနေအိမ်ပြိုပြက်ဆုံးရှုံးခဲ့ကြသူတွေဟာ အမိုးကာအောက်ရောက်ရှိဖို့အလံဝင်နေကြဆဲဖြစ်ပါတယ်။ဒါပြင်ပူပြင်းတဲ့ຫນွေပူရှိန်အောက်အကာရံမဲ့နေထိုင်နေကြဆဲဖြစ်တယ်လို့ကုညီကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေကြသူတွေငလင်ဘေးတင်လို့နေအိမ်ပြိုပြက်ခဲ့ကြသူတွေထံကနေသိရပါဗျ။ ရှိကာလာမှာမိုးရာသီကိုကူးပြောင်းလာတော့မှဖြစ်ပေမဲ့ငလျင်ဘေးတင့်ခဲ့ကြသူတွေအတွက်ပြန်လည်ထူထောင်ရေးနဲ့အတူအမိုးကအောင်ရောက်ရှိရေးဘသူကတာဝန်ယူဆောင်ရွက်ပေးမယ်မှန်းမသိတဲ့အခြေအနေဖြစ်နေတယ်လို့သခိုင်းမျိုးကလူမှုကူညီကယ်ဆယ်ရေးအသင်းတစ်ခုရဲ့အဖွဲ့ဝင်တူကပြောပါရတယ်။ ငလင်လှုပ်ခတ်ပြီးစသတင်းပတ်တွေမှာအနေနဲ့ရရက်ကအလှရှင်တွေလာရောက်ပြီးလှူဒန်းပေးခဲ့တဲ့အတွက်အဲ့ဒီကာလမှာအထောက်ပံ့ဖြစ်ခဲ့ပေမဲ့လက်ရှိကာလမှာအလှရှင်တွေနှဲပါလာပြီးပြန်လည်ထူထောင်ရေးအတွက်အလားအလာကောင်းတွေမမြင်နိုင်ဖြစ်နေတယ်လို့သူကဆိုပါတယ်စကိုင်းမြို့မှာငလင်းလုတ်ပြီးစကာလကနေအခုအချိန်တလပြည့်တဲ့နေ့ထိကဲစည်ရှင်လေးပြိုကျလူနေပါအဆောက်အဦဖြိုဖျက်ရေးတွေကိုအရက်ဖက်အဖွဲ့တွေကအဓိကလှုပ်ဆောင်နေကြတာဖြစ်တယ်လို့သိရပါဗျာ။ အင်အားကြီးငလျင်ဘေးဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့မန္တလေးမြို့မှာလည်းဒီကနေ့တလပြည့်တဲ့အချိန်ထိရှင်းလင်းရေးနဲ့ပြိုပြက်လို့နေပါအိမ်တွေကိုဖြိုဖျက်တဲ့လုပ်ငန်းစဉ်တွေပြီးဆုံးခြင်းမရှိသေးဘူးလို့သိရပါဗျ။နေအိမ်ဆုံးရှုံးထားကြသူတွေဟာလည်းလမ်းဘေးမှာသာနေထိုင်နေရသူတွေကများပြားနေတယ်လို့မန္တလေးမြို့ကနေနဲ့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေသူတွေကပြောထားကြပါဗျ။ ပျော်ပြက်လူနည်းဖြစ်နေတဲ့နေအိမ်ကိုဖြိုဖျက်ဖို့စီပင်တာယာရဲ့ခွင့်ပြုချက်လိုအပ်ပြီးခွင့်ပြုချက်ရရှိဖို့ရက်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာတောင်းယူရတဲ့လုပ်ငန်းစဉ်ကစလို့လုပ်ငန်းစဉ်နေရာရှိကြလွန်ကြောင်းမန္တလေးဒေသခံတူကပြောပါရယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့နေ့လယ်12:50မိနစ်ခန့်ကစကိုင်းမြို့ကိုဗဟိုပြုလို့လှုပ်ရှားသွားတဲ့အင်အား9.9အဆင့်ရှိတဲ့ငလျင်ကြောင်းစကိုင်းမြို့နဲ့မန္တလေးမြို့တို့ဟာပျက်စီးဆုံးရှုံးမှုအများဆုံးကြုံတွေ့ခဲ့ကြတာပါ။ အဲ့ဒီမျိုးတွေနီးတူစစ်ကောင်စီအခြေစိုက်ရာနေပြီးတော့မှလည်းပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ပါဗါးနေပြီးတော့မှလည်းငလင်လှုပ်ခတ်ပြီးတလှကြတဲ့ဒီကနေ့အထိပြိုပြက်သွားခဲ့တဲ့ဝန်ထမ်းအင်အားတွေဌာနဆိုင်ရာယုံဆောက်ဦးတွေကိုပြန်လည်ပြင်ဆင်နိုင်တာမရှိသေးပဲဝန်ထမ်းတွေနေထိုင်ဖို့တဲအချို့ကိုပဲဆောက်လုပ်ပေးထားနိုင်သေးတယ်လို့နေပြီးတော့ဒေသခံတွေကပြောထားကြပါဗျာခင်ဗျာ ။တဝဲဟာလီကွေ့စကန်သိန်းတိုက်ပွဲစစ်ကောင်စီဗိုလ်ကြီးအဆုံးစီရင်ခဲ့ပြီး16ဦးလက်နက်ချတဲ့တဲ့င်းနဲ့ဆက်ရအောင်ပါ။တင်းလိုက်တိုင်းတဝဲမြို့နယ်မောက်မယ်ရှောင်ရွာနီးမှာရှိတဲ့စစ်ကောင်စီရဲ့ဟာလီကွေ့တက်စကန်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကစီးနင်းတိုက်ခိုက်ခဲ့ရမှာတိုက်ပွဲတွင် စစ်ကောင်စီတပ်ရဲ့ဗိုလ်ကြီးတဦးမိမိကိုယ်ကိုတတ်သိသွားခဲ့တယ်လို့တခြားဆင့်စစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးဟာလည်းပူပေါင်းတက်စီလက်နက်ချခဲ့တယ်လို့တဝဲမြို့သားလွတ်မြောက်ရေးတပ်တော် DLL တာဝန်ရှိသူတို့ကမျိုးစီမာကိုပြောပါရတယ်။ ဘိုးကြီးကတိုက်ပွဲမှာကြာတာမဟုတ်ဘူးစစ်ကူတွေရောက်မလာတော့နောက်ဆုံးမှာလက်နက်ချတာဘိုးကြီးကသူ့ကိုယ်သူပြန်ပြစ်တက်သွားတယ်လို့ဒီကလက်လေးတာဝန်ရှိသူတို့ကပြောပါရယ်ရေးတဝဲအမှတ်၈ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ဟာလီကွိတက်စကန်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ကဧပြီလ26ရက်နေ့မနက်6နာရီခန့်မှာစတင်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီရဲ့ဗိုလ်ကြီးကအဆုံးစီရင်သွားပြီးတဲ့နောက်ညနေပိုင်းမှာစကန်တွင်းကျန်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးကလက်နက်ချအညံ့ခံလာတာဖြစ်တယ်လို့သိရပါဗျ လက်နက်ချအញ្ញန်ခံလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူတိမ့်စီရရှိတဲ့လက်နက်တွေကိုလည်း DLL ရဲ့ဒုက္ခရစစ်ကြောင်းကဒီကနေ့ဧပြီလ28ရက်နေ့မှာပုံနဲ့တကွာထုတ်ပြန်ထားပါတယ်။လက်နက်ချအញ្ញန်ခံလာသူတွေထဲမှာစစ်မှုထမ်းဥပဒေနဲ့စူးစောင်းခံရသူတွေပါဝင်ပြီးအရေးအတွက်ဘလောက်ပါဝင်နေဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။ဟာလီဂွေတက်စကန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်30ခန်းရှိပြီးတိုက်ပွဲတွင်သေဆုံးသူရှိသလိုထွက်ပြေးလွတ်မြောက်သွားသူတချို့လည်းရှိတယ်လို့ DLLC ကတရားဝါရတယ်။ ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်ထဝယ်ထီခီလမ်းပိုက်မှာရှိတဲ့ထိထဗျူဟာစကန်ကို KLL ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအဲ့ဒီစကန်ကစစ်ကောင်စီဗျူဟာမှုကိုလည်းအသေးဖမ်းမိခဲ့တယ်လို့လက်နက်ခဲယမ်းတွေတင်စီရမိခဲ့တယ်လို့ပူးပေါင်းအဖွဲ့မှာပါဝင်ခဲ့တဲ့ Force for Federal Democracy FFD အဖွဲ့ကဧပြီလ20ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ တရင်လာရီတိုင်းတွင်တရက်ချောင်းဒဝဲထီခီလမ်းပိုင်းရေဖြူပလောတရင်လာရီမောတောင်လမ်းပိုင်းတရင်လာရီမြို့နယ်တွေမှာစစ်ကောင်စီတပ်နဲ့ဒေါ်လိုင်းအင်အားစုတွေကြားစစ်ရေးအခြေအနေတွေတင်မာနေတာဖြစ်ပါတယ်စစ်ကောင်စီဘက်ကနေလည်းလေကြောင်းကနေဘုံကျဲတာကင်းထောက်တာတွေကို နေ့စဉ်လှုပ်ဆောင်နေတယ်လို့ဒေတာကန်နေတဲ့သတင်းမြစ်တွေကပြောကြားထားကြပါတယ်ခင်ဗျာမတရားနဲ့စင်ကူမြို့နယ်မှာလေကြောင်းတိုက်ခိုက်ခံရပြီးလူထိခိုက်မှုရှိတဲ့အကြောင်းကိုပြောပြပေးပါမယ် မန္တလေးတိုင်းကမတရားနဲ့ဆင့်ကူမြို့နယ်မှာလေးချောင်းတိုက်ခိုက်ခံရပြီးလူထိခိုက်မှုရှိခဲ့တယ်လို့မတရားမြို့နယ်အရှိချမ်းကရုံးပင်ကြီးရွာလေးချောင်းတိုက်ခိုက်ခံရမှုမှာအမျိုးသမီးတဦးထိခိုက်ခဲ့ပြီးနေနှလုံးပျက်စီးသွားခဲ့တယ်လို့ Voice of Mandalay အဖွဲ့ကမျက်စိမှောက်ပြောပါရယ်။ရုံးပင်ကြီးရွာကိုစစ်ကောင်စီက Jet Fighter နဲ့ April 29ရက်နေ့နေ့လယ်12:15မိနစ်ခန့်မှာပေါင်900ဘုံဒီနှလုံးကျဲချသွားတာလို့ဆိုပါရယ်။ ပထမတလုံးကရွာထဲကျပြီးအမျိုးသမီးတဦးထိခိုက်တယ်တိုက်နှလုံးပြိုတယ်ဒုတိယတလုံးကလေခွန်းနဲ့ကျပြီးပေါက်ကွဲတာအထိခိုက်မရှိပါဘူးလို့ Vice of Mandalay အဖွဲ့ကမျိုးစီမာကိုပြောပါတယ်မတရားနယ်ရှေ့ရန်ကိုတော်လိုင်းတပ်ဖွဲ့တွေကစိုးမိုးထိန်းချုပ်ထားပြီးစစ်ကောင်စီတပ်ဖွဲ့ကလည်းမကြခဏထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတာပါဒါပြင်စစ်ကောင်စီတပ်ဖက်ကလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေကိုမကြာခဏပြုလုပ်လို့ရှိတယ်လို့သိရပါဗျ ပြီးခဲ့တဲ့ဧပြီလ29ရက်နေ့တရက်ထဲမှာပဲစစ်ကောင်စီတပ်ဖွဲ့ဟာစင်ကူးမြို့ပေါ်မှာရှိတဲ့အထက်ကစာတင်ကျောင်းအရှိပတ်မှာတစ်ကျိန်မဟာဝေယံဘုံသားဖုန်ကြီးကျောင်းမြောက်ဖက်မှာတစ်ကျိန်လေကျောင်းတိုက်ခိုက်မှုနှစ်ကျိန်ပြုလုပ်ခဲ့ရမှာလူထိခိုက်မှုမရှိခဲ့ပေမဲ့အဆောက်အဦးသုံးလုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့ပြုံးလွင်ခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ စင်ကူးမြို့နယ်ဟာလည်းတော်လိုင်းတပ်ဖွဲ့တွေအလုံးစုံထိန်းချုပ်ထားတဲ့မြို့နယ်တစ်ခုဖြစ်ပြီးစစ်ကောင်စီကမြေပြင်စစ်ကြောင်းနဲ့မလာနိုင်တဲ့အတွက်လေကြောင်းတိုက်ခိုက်မှုတွေကိုပုံမူပြုလုပ်လာတယ်လို့ဒေသခံတွေကပြောထားပါဗျ။စစ်ကောင်စီတပ်ဖွဲ့ဟာသူတို့မထိန်းချုပ်နိုင်တော့တဲ့မြို့နယ်တွေမှာပြည်သူတွေကိုပိတ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိတဲ့အတွက်ပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်ကိုအသိတတိနဲ့နေထိုင်ကြဖို့ပုံခုခြင်းတွေတူးဖော်ထားကြဖို့အတွက်လည်းပြုံးလွင်ခရင်ပါကဖာကတိုက်တွန်းထားပါဗျာခင်ဗျာ။ ငလျင်ဘေးတင်ပြည်သူတသိန်းကျော်ကိုအကူအညီပေးရခဲ့တယ်လို့ပြည်ထောင်တန်ယုံထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ထောင်ဟာငလျင်ဘေးတင်ပြည်သူတွေအတွက်ရန်ပုံငွေစတာလင်ပေါင်း25တန်းထောက်ပံ့ထားပြီးအကူအညီလိုအပ်နေသူတသိန်း16000ကျော်စီရောက်ရှိပြီဖြစ်တယ်လို့ဒီကနေ့သတင်းထုတ်ပြန်ထားပါရယ်။ မြန်မာနိုင်ငံမှာအင်အားပြင်းကလေးလှုပ်ခတ်ပြီးတဲ့နောက်တလပြည့်ချိန်မှာဗြိတိန်အစိုးရကထိခိုက်ခံစားရသူတွေနဲ့အတူတသားတဲ့ရပ်တည်နေကြောင်းနဲ့အသက်ကယ်ဆယ်ရေးနဲ့အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေဆက်လက်ပေးအပ်တုံ့ပြန်ဆောင်ရွက်နေကြောင်းဖော်ပြပါပါတယ်။အခုဖြစ်အစိုးရကြောင့်ထိခိုက်ခံစားခဲ့ရသူတွေအားလုံးကို အောက်မေ့တတိယဆုတောင်းပေးနေတယ်လို့လည်းရန်ကုန်မြို့ဗြိတိန်တန်ယုံကဖော်ပြပါပါတယ်။ မက်စလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလျင်ကြီးကြောင်းမန္တလေးမြို့စကိုင်းမြို့ပြင်မနာမြို့နေပြည်တော်အပအဝင်ဒေသ6ခုမှာ အပြင်းထန်ခံစားခဲ့ရပြီးလူပေါင်း4000ခန့်အသက်ဆုံးရှုံးခဲ့ရပါတယ်။ငလျင်ကြီးပြီးတဲ့နောက်မင်းကညာပိုင်းထိနောက်ဆက်တွဲငလျင်ကြီးကြောင်းပြည်သူလူထုဟာစိုးရိမ်တောကများစွာရောက်ကြရပြီးအာဏာသိမ်းစစ်ကောင်စီထံကကယ်ဆယ်ရေးနဲ့ထိရောက်တဲ့အကူအညီတွေမရရှိခဲ့ကြောင်းဝေဖန်မှုတွေလည်းရှိနေပါတယ်။ ပြည်ထောင်ပါဝင်နိုင်ငံတချို့ကငလျင်ဘေးတင်ပြည်သူတွေအတွက်အကူအညီတွေကိုအာဏာသိမ်းစစ်ကောင်စီကတဆင့်မစီစဉ်ပဲဒေသခံမိတ်ဖက်တွေကတဆင့်အကူအညီလိုအပ်နေသူတွေစီပေးအပ်နေတယ်လို့ထုတ်ပြန်ထားပါရယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်ဖိလစ်ပိုင်အဓိကစစ်ကမ်းအနီးမှာရှိတဲ့အငင်းပွားတန်တာကြောက်တန်းကိုတရုတ်ကသိမ်းပိုက်တယ်လို့ဆိုတဲ့သတင်းကိုမြစည်းမဝိုင်းတို့မတ်ရွှေနယ်ကတင်ဆက်ပေးမှာဖြစ်ပါတယ် ပေကျဲနိုင်ငံပါမီဒီယာရဲ့အဆိုအရတရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ဟာဖလပိုင်နိုင်ငံရဲ့အကြီးကစစ်စခန်းတစ်ခုအနီးအငင်းပွားပွဲတန်နာကြောက်တန်းတစ်ခုကိုတင်ပိုက်လိုက်တယ်လို့ဆိုပါတယ်။ဒီပြက်အကြောင်းမနီလာနဲ့ကာလာကြာရှိပိုင်နက်နယ်မြေတင်းမာမှုမှာနောက်တစ်ခုထပ်တိုးလာခဲ့ပါတယ်။တောင်တရုတ်ပင်လယ်အတွင်းနယ်မြေအလုံးနီးပါးကိုသူတို့ချုပ်ချာအာဏာပိုင်ဆိုင်တယ်လို့ဘေကျင်းကပြောဆိုထားပါတယ်။ဒေသရင်းတခြားနိုင်ငံတွေရဲ့ညှင်းဆိုပြောကြားချက်တွေနဲ့ နိုင်ငံတကာအကုန်ယုံဆုံးဖြတ်ချက်တွေဖြစ်တဲ့ဘေကျင်းရဲ့ပန်းဆိုင်ကြောင်ပြောဆိုရက်တီချက်ကဘယ်ဥပဒေအခြေခံမှမရှိဆိုတာကိုလည်းဂရုမစိုက်ပယ်ချထားပါတယ်။အငင်းပွားရေပြင်အတွက်မှာတရုတ်နဲ့ဖိလစ်ပိုင်တို့လာဘာများစွာပြိပခါဖြစ်ပွားခဲ့ကြပါတယ်။မနီလာကလောလောဆယ်မှာအမေရိကန်နိုင်ငံနဲ့ပူးတွဲစည်ရေးလေ့ကျင့်မှုတွေအကြီးအကျယ်လုပ်နေပြီးဘေကျင်းကတော့ဒါဟာဒေတာတွေမတိမငြိမ်ဖြစ်အောင်လုပ်တာလို့ပြောဆိုထားပါတယ်။ တရုတ်ကန်ကြည့်ဆောင်တပ်ဖွဲ့ကစန်ဒီကေလို့တည်ကြတဲ့ထီရရှန်တန်နာကြောက်တန်းကိုရေချောင်းထင်ချုံမှုပြုလုပ်လိုက်ပြီလို့နိုင်ငံပိုင်တရုတ်အတံလွင်ဌာန CCTV ကစနေနေ့မှာထုတ်လွှင့်သွားပါတယ်။ဒီတင်ခဲ့တဲ့တောင်ကုန်းကစပရက်လီကျွန်းစုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးတီတူကျွန်းအနီးမှာရှိကပါကာစာကျွန်းလို့ခေါ်ပြီးတော့ဖလပ်ပိုင်စစ်စခန်းတည်ရှိတဲ့နေရာလေးဖြစ်ပါတယ်။ကန်ချေဆောင်တပ်ဖွဲ့ကတနာကြောက်တန်းအပေါ်အချုပ်ချအာနာနဲ့စီရင်ပိုင်ခွင့်ကိုကျင့်သုံးမှုအတွက်စန်ဒီကေကျွန်းပေါ်ကိုဆင်းသက်ခဲ့တယ်လို့ CCTV ကကြေညာသွားပါတယ်။ ။ဖိလစ်ပိုင်ဘက်ကတရားမွေလုပ်ရက်တွေနဲ့ဆက်လင်းတဲ့အထောက်အထားတွေကိုဗီဒီယိုရိုက်ကူးခဲ့ကြောင်းနဲ့စစ်စင်းလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်။အနေရဝေဆောင်ဝေစစ်သားတွေလူနေထိုင်ခြင်းမရှိတဲ့တဏှာကြောက်တမ်းပေါ်မှာရပ်နေတဲ့ပုံနဲ့အနီးကရေပြင်မှာလည်းအနက်ရောင်လေးမှုတ်သွင်းလှည့်ငဲတစီရေထဲမှာမြုပ်ချီပေါ်ချီဖြစ်နေတဲ့ဓာတ်ပုံကိုအတန်လွင့်ဌာနကထုတ်လွှင့်သွားခဲ့ပါတယ်။ နောက်တစ်ပုံမှာတော့ကမ်းခြေဆောင်တပ်ဖွဲ့ဝင်၄ဦးတနာကြောက်တန်းရဲ့အဖြူရောင်မျက်နှာပြင်ပေါ်မှာနိုင်ငံတော်အလံနဲ့အတူရက်နေပြီးဒါကို CCTV ကအချုပ်ချာအာဏာအတွက်ဂတိကိုပြုခြင်းလို့ဖော်ပြသွားပါတယ်။ ကမ်းခြေကျောက်တပ်ဖွဲ့တွေကတနာကျောက်တန်းပေါ်မှာတန်ရစ်ခဲ့တဲ့ plastic ဗူးတွေတစ်သားထုတ်ချောင်းတွေတခြားအပြက်စီတွေနဲ့အမိုက်တွေကိုရှင်းလင်းခဲ့တယ်လို့နိုင်ငံပိုင်အတန်လွှဲဌာနတွေကထုတ်လွှင့်သွားပါတယ်။တရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ကအတန်လွှဲမီပြန်လည်ထွက်ခွာသွားတယ်လို့အမည်မဖော်ပြထားတဲ့ဖိလစ်ပိုင်ရေချောင်းအရာရှိတွေကပြောကြောင်း Financial Times သတင်းစာကြေကရေးသားထားပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးဆက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စီ2420ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1569ဒသမ3နှစ်ချံပြင်ပပေါ့စေ3358ချံဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2384ဒသမ33ချံပြင်ပပေါ့စေ9038ချံထိုင်းဘတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ62ဒသမ6ချံပြင်ပပေါ့စေ133ဒသမ66ချံ မလေးရှားတဝင်းခီကိုစစ်ကောင်စီတတ်မှတ်စဉ်480ဒသမ11ချက်ပြင်ပပေါ့စဉ်1014ချက်ပေါ့စဉ်ရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တယ်အတင်းတတ်မှတ်စဉ်56သိန်း6000ချက်ပြင်ပပေါ့စဉ်84သိန်း4000ချက်စကားပဲတစ်ချက်သားကိုရွှေကုန်တယ်အတင်းတတ်မှတ်စဉ် 53သိန်း6250ကျပ်ပြင်ပပေါက်စဉ်80သိန်းကျပ်ပေါက်စဉ်ရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်လီတာကို2435ကျပ်ပရီမီယံဒီဇယ်လီတာကို3010ကျပ်အောက်တိတ်92လီတာကို2805ကျပ်အောက်တိတ်95လီတာကို2800 65ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအုံးစီဈေးနှုန်းတွေကတော့စားအုံးစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6935ကျပ်ပြင်ပပေါက်ဈေး9000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါ မြေစီမပရိုင်တိုင်းမြေစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြီးစုအားပေးကြရသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ